မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့လိုရှင်တဲ့အချစ်ကိုရဖို့ခက်ခဲနေရင်ဒီလိုပြုလုပ်ပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆွေးနွေးပြပသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့တစ်ဖက်လူကကိုယ့်အကြောင်းကိုစဉ်းစားစေရှင်တယ်ကိုယ့်ကိုအဆက်အသွယ်လှုပ်လာစေရှင်တယ်သူတို့ဖက်က အမားတွေပြုလုပ်ခရင်တောင်မှ ကိုယ့်အပေါ်တောင်းပန်လာတာလေးတွေကို မြင်ရှင်တယ်အဲ့ဒီလိုစိတ်ကူးလေးတွေရှိကောင်းရှိနိုင်တယ် ဒီလိုဖြစ်နေပြီဆိုရင်မိတ်ဆွေတို့အတွေ့ဒီဗီဒီယိုထဲမှာ manifestation နည်းလမ်းကိုပြောပြပေးမှာဖြစ်ပါတယ်။ဒီနည်းလမ်းကိုအသုံးပြုခြင်းအပြင်မိတ်ဆွေတို့ရဲ့အရာအလုံးကိုအပြောင်းအလဲပြုလုပ်နိုင်ပါလိမ့်မယ်။ဘလို့အပြောင်းအလဲပြုလုပ်နိုင်မလဲဆိုရင် သူ့ဖက်ကမိတ်ဆွေကိုစကားမပြောခင်တောင်မှသူ့ဖက်ကမိတ်ဆွေကို social media တွေမှာ block ထားခင်တောင်မှသူဟာတခြားနေရာအဝေးတနေရာကိုရောက်နေခင်တောင်မှဒီနည်းလမ်းဟာအလုတ်ဖြစ်ပါလိမ့်မယ်။ ဒီဗီဒီယိုမှာပြောပြပေးမယ့်နည်းလမ်းကိုအသုံးပြုရှင်းအပြင်တင့်ရဲ့တစ်ဖက်လူကတင်လို့ရှင်တဲ့အရာအလုံးကို ပြုလုပ်ပေးလာပါလိမ့်မယ်။အဲ့ဒီတော့ဒီဗီဒီယိုမှာအတွေးလိုင်းတွေထုတ်လွှင့်ရှင်းနည်းလမ်းကို အရှိခင်ထားပါတယ်။ဒီတော့ပထမဆုံးအနေနဲ့အတွေးလိုင်းတွေဘလို့ထုတ်လွှင့်တယ်ဘလို့အလုပ်လုပ်တယ်ဆိုတာကိုသိဖို့လိုပါတယ်။ ဒီလိုအတွင်းလိုင်းတွေထုံလွှဲတာနဲ့ပက်တဲ့လို့ပြောရမယ်ဆိုရင်တစုံတရာရောက်ကတင့်ကိုတိနေတယ်ဆိုရင်ဒါကအရင်ကိုထိရောက်မှုရှိတယ်။တင့်ကိုတိနေတဲ့တစုံတရာရောက်နဲ့တင့်ဟာအရင်ကြီးနှိစေနေစရာတော့မလိုပါဘူး။ဒါပေမဲ့သူ့ဖက်ကတင့်ဘသူလေးဆိုတာကိုတော့တိနေဖို့တော့လိုအပ်ပါတယ်။ဒီလိုတိနေမှသာလျှင်ဒီနည်းနဲ့ဟာအလုပ်ဖြစ်ပါလိမ့်မယ်။ ။တင်းလို့ရှင်နေတဲ့တစ်ဖက်လူဟာတင်းကိုမသိဘူး။သူဟာတကယ့်ကိုစေရီတယောက်ဖြစ်နေတယ်။တကယ့်ကိုနှာမေကြီးတဲ့လူတယောက်ဖြစ်နေတယ်။တင်းကိုလုံးဝမသိတဲ့လူတယောက်ဖြစ်နေတယ်။ဒါပေမဲ့တင်းကသူ့ကို manifest ပြုလုပ်နေတယ်ဆိုရင်ဒီနည်းလမ်းကတော့တိတ်ပြီးတော့အဆင်ပြေမှာမဟုတ်ပါဘူး။ဒါပေမဲ့တင့်ကိုမသိတဲ့လူတယောက်ကို manifest ပြုလုပ်နိုင်တဲ့နည်းလမ်းတွေတော့ရှိပါသေးတယ်။ ဒါပေမဲ့အခုဗီဒီယိုမှာပြောပြပေးမယ့်နည်းလမ်းကတော့သင်ရဲ့တစ်ဖက်လူဟာသင်ကိုသိနေတဲ့လူဖြစ်ကိုဖြစ်ဖို့တော့လိုပါတယ်သင်ဟာဒီနည်းလမ်းကိုသင်ရဲ့အခြေအနေအတွက်အသုံးပြုအောင်သာမကတခြားသော relationship အမျိုးအစားပေါင်းစုံအတွက်အသုံးပြုနိုင်ပါတယ်။သင်အသုံးပြုနိုင်တဲ့လူဟာသင်ရဲ့တထေဖြစ်ရှင်ဖြစ်မင်းသင်ရဲ့တငေရှင်ဖြစ်ရှင်ဖြစ်မင်း သင်ရဲ့မိသားစုဝင်လေးဖြစ်ရှင်ဖြစ်မေဒါမှမဟုတ်သင်ရဲ့အိမ်နီးနားရှင်တွေလေးဖြစ်ရှင်ဖြစ်မေအဲ့ဒီလိုလူတွေအားလုံးအတွေ့လေးသင်ဟာအသုံးပြုလို့တော့ရပါတယ်သင်ကိုသိနေတဲ့ဘသူအတွက်မဆိုဒီနီးလင်းကိုအသုံးပြုနိုင်ပါတယ်။ဒါဆိုရင်ဒီနီးလင်းကိုစကြရအောင်။ ဒီနည်းနဲ့ရဲ့အဆင့်တက်ကတော့သင်လို့ရှင်တဲ့အရာသည်ဘာလေးဆိုတာကိုရှင်းရှင်းလင်းလင်းဖြစ်ဖို့တော့လိုပါတယ်ဆိုလိုတာကသင်ရဲ့တစ်ဖက်လူပေါ့နော်သင်လို့ရှင်တဲ့တစ်ဖက်လူဖက်ကဘလို့ခင်စားစီရှင်တဲ့သူ့ဖက်ကသင်ကိုဘာတွေပြောစီရှင်တဲ့သူ့ဖက်ကသင်အတွက်ဘာတွေပြုလုပ်စီရှင်တဲ့အဲ့ဒါတွေကိုရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်ဥပမာဆိုပါစို့သူရဲ့မှားယွင်းတဲ့အပြုအမူတစ်ခုခုကြောင့်သင်အပေါ်မှာတောင်းပန်လာတာကိုလို့ရှင်ပါသလား ဒါမှမဟုတ်သူကသင်ကို အရင်လွှင်းနေကြောင်းသင်မရှိွေးနဲ့သူမနေနိုင်ဘူးဆိုတဲ့အကြောင်းကိုသင်စီကိုလာပြောတာကိုလို့ရှင်ပါသလားဒါမှမဟုတ်သူကတင့်ကို အရင်ချစ်ပါတယ်တော့ပြောတာကိုလိုရှင်ပါသလားဒါမှမဟုတ်သူ့ဖက်ကတင့်အပေါ်တစ္ဆာရှိနေတာတွေကိုမြင်ရှင်ပါသလားဒါမှမဟုတ်နောက်ဆုံးအနေနဲ့သူ့ဖက်ကတင့်အပေါ်မှာအရင်ကြီးထူးခြားမှုတွေထူးခြားကောင်းမွန်မှုတွေပြုလုပ်ပေးလာတာတွေကိုမြင်ရှင်ပါသလား ဒီလိုပုံစံမျိုးတင့်ဘာကိုမြင်ရှင်တလေသူ့ဖက်ကတင့်အတွက်ဘာတွေလုပ်ပေးစီရှင်တလေဆိုတာကိုသိဖို့အရေးကြီးပါတယ်သူဖယ်ကတင်းကိုပြုတ်လုပ်စီရှင်တဲ့ပုံစံတွေကိုသိပြီးနောက်အဲ့ဒီအရာကိုတဖက်လူက ပြုတ်လုပ်လာအောင်အဲ့ဒီတဖက်လူကိုကျွန်ုပ်တို့အနေနဲ့အမိန်ပေးရမှာဖြစ်တယ်။အစင်းနှစ်မှာတော့တဖက်လူကို ပေးရမယ့်အမိန်ကို စာနဲ့ရေးချဖို့လိုပါတယ်။ သူ့ကိုပေးမင်းအမိတ်ဟာကို့အနေနဲ့သူ့ဖက်ကဘလို့ပြုလုပ်စီရှင်တယ်သူ့ဖက်ကကို့အကြောင်းကိုဘလို့တွေးတောစီရှင်တယ်ဘလို့ခံစားစီရှင်တယ်ဆိုတဲ့ကို့လိုရှင်တဲ့အရာပေါ်မှာအရှိခင်ပြီးရင်ရေရှားပြရမှာပဲဖြစ်တယ်။ဥပမာဆိုကြပါစို့တစ်ဖက်လူကတင့်အပေါ်မှာတောင်းပန်လာတာကိုမြင်ရှင်တယ်။ပြီးရင်သူ့ဖက်ကတင့်မရှိပြီးမနေနိုင်တဲ့အကြောင်းကိုလာပြောတာကိုမြင်ရှင်တယ်။ပြီးရင်တင်နဲ့အတူတကွရှိနေဖို့တောင်းဆိုလာတာလေးတွေကိုမြင်ရှင်တယ်။ မြင်သူခွဲကတင့်ကိုကဘာပေါ်မှာသူအချစ်ရဆုံးလူတယောက်ဖြစ်တယ်လို့ပြောလာတာကိုတင်လို့ရှင်တယ်ဒီလိုဆိုရင်တင်စာနဲ့ရေးရှားပေးမယ့်အမိန့်တွေကဘလို့ဖြစ်မလဲဆိုရင်နံပါတ်1နင်ကငါ့ကိုတောင်းမဲ့လာတော့မှာဖြစ်တယ်နံပါတ်2သင်ဟာငါ့ကိုကဘာပေါ်မှာအချစ်ဆုံးပေးဖြစ်တယ်နင်ဟာငါ့ကိုဒီကဘာပေါ်မှာရှိနေတဲ့အရာအလုံးထဲပို့ချစ်တယ်။ဒါကြောင့်နင်ဟာငါမရှိပေမနေနိုင်ဘူး။ နေဘဲသုံးကတော့နင်ကငါနဲ့အတူတူကွာရှိနေဖို့အတွက်ဘေးအရာကိုမစိုးပြုလုံးမှာပဲနင်ဟာငါ့ကိုဆက်တွေ့လာတော့မင်းနင်ဟာငါနဲ့စကားပြောလာမင်းအခုပြောခဲ့တဲ့ဒီဝါကြားတွေကရိုးရှင်းကောင်းမွန်ပါတယ်သူ့ဖက်ကတင့်အတွက်ပြုလုံးပေးစီရှင်တဲ့ပုံစံမျိုးကိုသာရေးချလိုက်ပါဒီနေရာမှာသင်ရေးရှားလိုက်တဲ့အမိန့်တွေနဲ့ပတ်သက်လို့အရေးကြီးတဲ့အချက်တွေကိုဆက်လက်ပြောပြပါမယ်။အဲ့ဒါကတော့သင်ရေးရှားလိုက်တဲ့အမိန့်တွေဟာ affirmation မဟုတ်ပါဘူး affirmation ရွေးဆိုရည်ဆိုတာကသင်လို့ရှင်တဲ့အရာအမြင်တကယ်ရနိုင်ပြီဆိုပြီးရင်သင်ရဲ့မသိစိတ်ကိုဆွေးဆောင်ဖို့ရွေးဆိုတာပဲဖြစ်တယ်အခုဟာကအမိန်ပေးတာဖြစ်တယ်ဒီလိုအမိန်ပေးတယ်ဆိုတာကတဖက်လူရဲ့မသိစိတ်ကိုဒဲ့ရိုက်လွှမ်းမိုးနိုင်ဖို့အသုံးပြုတာပဲဖြစ်တယ်။ပြီးရင်အဲ့ဒီအမိန်ပေးစကားလုံးတွေကိုရေးတဲ့အခါလက်ရှိပြည်စုပင်တစ်တစ်ကာလ present tense အနေနဲ့မရေးပါဘူး။ သင်လို့ရှင်တဲ့အရာပြုတ်လုလာတော့မေးဆိုတဲ့ပုံစံမျိုးနဲ့သာရေးရမှာဖြစ်ပါတယ်။ဥပမာဆိုပါစို့နင်ကငါ့ကိုဆက်သွေလာတော့မေးနင်ကငါ့ကိုတောင်းပန်လာတော့မှာဖြစ်တယ်။အဲ့ဒီလိုပုံစံမျိုးအတိုင်းသာရေးပေးရမှာဖြစ်တယ်။ ဒီလိုအမိန့်စာတင်းတွေရေးတဲ့အခါမှာလေရှုပ်ရှုပ်ထွေးထွေးရေးမနေရပါဘူးအဲ့ဒီစာတင်းတွေရိုးရှင်းဖို့လိုအပ်ပါတယ်ပြီးရင်နောက်တခါကိုယ့်ရဲ့စိတ်ထေကမှတ်မိနေဖို့လိုအပ်တယ်ဒီစာတွေကိုသင့်အနေနဲ့ပြန်လေဖဲရမှာမဟုတ်ဘူးကိုယ့်ရဲ့စိတ်ထေမှာကိုယ့်ရဲ့ယဉ်ထေမှာသင့်နေဖို့လိုအပ်တယ်ဒါကြောင့်ဒီလိုအမိန့်စာကြောင်းတွေရေးတဲ့အခါမှာဝါကြားတွေအများကြီးရေးမနေရပါဘူးလွန်ရိုးကြွန်ရိုးငါးချောင်းလောက်ဆိုရင်လုံလောက်ပါတယ် ဒီလိုအမိန့်စာတင်းတွေကိုအများကြီးရေးလိုက်ပြီဆိုရင်တင့်အနေနဲ့တင်ရေးလိုက်တဲ့စာကြောင်းတွေကိုမှတ်မိနိုင်မှာမဟုတ်ပါဘူးဒီလိုအမိန့်စာတင်းကိုရေးလိုက်ပြီးရင်ကိုယ်စိတ်ကိုဘယ်လိုထားရမလဲဆိုရင် manifestation ပြုလုပ်သလိုနောက်ဆုံးရလဲမှာနေထိုင်နေစရာတော့မလိုပါဘူးဥပမာဆိုပါစို့သူ့ဖက်ကတင့်ကိုစကားမပြောသေးဘူးပေါ့နော်တင်တို့เนี่ยတယောက်နဲ့တယောက်အပြင်အနေအဆက်အသွယ်မရှိသေးဘူး အဲ့ဒီလိုဆိုရင်သူ့ဖဲကတင့်ကိုဆက်တွေ့လာနေပြီသူကတင့်ကို တောင်းပင်လာတယ်ဆိုတဲ့အမိန့်စာတဲ့ကိုပထမအဆုံးအနေနဲ့ရေးပေးလိုက်ပါဒီလိုအမိန့်စာတဲ့တွေရေးပေးလိုက်ပြီးနောက်သင်ရေးပေးလိုက်တဲ့အမိန့်ကို ကောင်းမွန်စွာအသုံးပြုတဲ့ဖို့လိုအပ်ပါတယ်ဒီတော့အဆင့်၃မှာအဲ့ဒီအမိန့်တွေကိုဘလို့အသုံးပြုမလဲစာနဲ့ရေးချထားတဲ့သင်ရဲ့အမိန့်တွေကိုကောင်းမွန်စွာအသုံးပြုနိုင်ဖို့နံပါတ်၁ကတော့ relax ပြုလုပ်ပါ ဒီတော့ release ပြုလုပ်တော့မယ်ဆိုရင် မျက်လုံးတွေကိုမှိတ်ထားပါပြီးရင်ကိုယ့်ရဲ့စိတ်ကလေးကိုတည်ငြိမ်အောင်ထားပါ release ပြုလုပ်တဲ့နေရာမှာအခက်အခဲလေးတွေရှိနေတယ်ဆိုရင်တော့ပထမဦးဆုံးအနေနဲ့ meditation ခဏလောက်ပြုလုပ်လိုက်ပါဒီလို meditation ပြုလုပ်တာက သင် release ပြုလုပ်တာကိုပိုမိုအလုပ်ဖြစ်စေပါတယ် နေမင်းနဲ့ကတော့တင့်ရဲ့တဖဲလူဟာတင့်ရဲ့၈၁၁မှာရဲနေတယ်တော့စိတ်ကူးရင်ပါအဲ့ဒီတော့စိတ်ကူးရင်တဲ့အခါမှာစိတ်ကူးရင်ပုံဖို့မြင်အောင်ကြည့်ပါသူဟာတင့်ရဲ့၈၁၁မှာရဲနေတယ်အဲ့ဒီလိုပုံစံမျိုးသူ့ကိုမြင်အောင်ကြည့်မင်းရှင်းရှင်းလင်းလင်းဖြစ်အောင်မြင်အောင်ကြည့်မင်းတနည်းအားဖြင့်ပြောရမေဆိုရင်တော့ဘယ်ရှော်လိုက်ဇေးရှင်းပြုလုပ်တာဖြစ်တယ် ဒါပေမဲ့တချို့တလေတွေက visualization အားနည်းတွေဆိုရင် အတက်နိုင်ဆုံးတော့စိတ်ကူးယဉ်ကြည်ပုံဖော်ကြည့်ကိုယ့်အနေနဲ့အတက်နိုင်ဆုံးပုံစံပြုလုပ်ကြည့်ပါနံပါတ်3ကတော့အဲ့ဒီလိုစိတ်ကူးယဉ်ပုံဖော်တဲ့နေရာမှာသူကသင်ကိုတတိထနေတဲ့ဂယုစိတ် နေတဲ့အဲ့ဒီလိုပုံစံမျိုးကိုပုံဖော်ဖို့လိုတယ်ဥပမာသူ့ရဲ့လက်တွေကတင့်စီကိုရောက်ရှိလာတယ်သူကတင့်ကိုလက်ကလေးတွေနဲ့ကိုက်နေတယ်ပြီးတော့ ူကတင်းကိုကြည့်နေတယ်၊သူကတင်းကိုပြုံးပြနေတယ်အဲ့ဒီလိုပုံစံမျိုးတွေစိတ်ကူးရင်ပေါ်လို့တယ်ဒီလိုစိတ်ကူးရင်တဲ့နေရာမှာလေသူကတင်းကိုပျော်ပျော်ရွှင်ရွှင်နဲ့ကြည့်နေတဲ့ပုံစံတွေပျော်ရွှင်စွာနဲ့ပြုံးပြနေတဲ့ပုံစံတွေဖြစ်ဖို့လိုပါတယ် specialization အားနည်းတဲ့လူတွေဆိုရင်ကိုယ့်ရဲ့စိတ်ကူးရင် ထေးမှာစိတ်ကူးတော့ရင်ကြီးမှာပေါ့နော်ပြီးရင်ကိုကိုကိုဒီလိုစကလုံးလေးတွေပြန်ပြိုးကြည့်ပါ သူကငါရှိတိတိမှရဲနေတယ်ပြီးရင်သူကငါကိုပြုံးပြနေတယ်ဘာဖြစ်လို့လဲဆိုရင်သူကငါနဲ့တွေ့ရတာရောအရင်ပျော်နေတော့ဖြစ်တယ်အဲ့ဒီလိုစကလုံးလေးတွေကိုပြောကြည့်ပါနင်မဲလေးကတော့ကိုယ့်ရဲ့စိတ်ကူးရင်ပုံဖော်မြင်အောင်မှုထိမှသူ့ရဲ့မျက်လုံးတွေကိုတိတိရှာရှာကြည့်လိုက် ပြီးရင်သူ့ကိုအမိန်ပေးလိုက်ရုံပဲဒီလိုအမိန်ပေးတဲ့အခါကိုယ့်ရဲ့စိတ်ထဲမှာယုံကြည်ရှိရှိပြောပေးပါ ဥပမာဆိုကြပါစို့နင်ဟာငါ့ကို message ပို့လာတော့မှာပဲနင်ရမှားရင်းတဲ့အပြုတ်အမှုတွေအတွက်နင်ဟာငါ့စီမှာတောင်းပန်လာတော့မှာပဲအဲ့ဒီလိုစကလုံးတွေနဲ့သူ့ရဲ့မျက်လုံးကိုတစ်တစ်ကြည့်ပြီးရင်အမိန်ပေးလိုက်ပါ နောက်ထပ်ဆက်လက်ပြီးရင်ဥပမာပေးရမယ်ဆိုရင် သူ့ကိုကြည့်ပြီးရင်ဘလို့ပြောလို့ရသလဲဆိုရင်နင်ကငါ့ကိုကဘာပေါ်မှာရှိတဲ့အရာအလုံးထက်ပိုချစ်နေတာပဲနင်ကငါမရှိဘဲနဲ့နင်မနေနိုင်ဘူး နင်ဟာငါ့ကိုအဆက်အသွယ်ပြုလုပ်တော့မှာဖြစ်တယ်။ဒီလိုပြောနေတဲ့အခါသူ့ဖက်ကတင့်ကိုရှစ်ခင်တဲ့မျက်လုံးလေးတွေနဲ့ကြည့်နေတဲ့ပုံစံကိုစိတ်ကူးရင်ပုံဖော်ပါ။ဒီလိုစိတ်ကူးရင်ပုံဖော်ပြီးရင်တင့်ရဲ့စကလုံးတွေကို အတီးပြုပါ။ အဲ့ဒီစကလုံးတွေကိုဘလို့အတီးပြူရမလဲဆိုရင်သူ့ဖဲကတင့်ကိုရှစ်ခင်တဲ့မျက်လုံးလေးတွေနဲ့ကြည့်နေပြီးရင်သူကတင့်ကိုစကားလုံးတွေပြောနေတယ်ပေါ့နော်တင်ပြောလိုက်တဲ့စကလုံးတွေကိုပြန်ပြောနေတယ်ဆိုတဲ့ပုံစံလေးတွေနဲ့ပုံဖော်ရမှာဖြစ်တယ်ဥပမာတင်ကရှစ်ကအမိန်ပေးလိုက်တဲ့စကလုံးတွေကိုပြောလိုက်တယ်ဒီတော့သူကဘာပြန်ပြောမလဲဆိုရင်ဟုတ်ပါတယ်ငါကနင့်စီကို message ပို့တော့မှာဖြစ်တယ်နင့်ကိုတောင်းပန်လာတော့မှာဖြစ်တယ် ငါကနင်းကိုကဘာပေါ်မှာ အရာအလုံးထက်ပိုပြီးချစ်ပါတယ်ငါကနင်းမရှိပေးနဲ့မနေနိုင်ပါဘူးငါကနင်းနဲ့အတူတကွပဲနေရှင်ပါတယ်အဲ့ဒီလိုစကားလုံးတွေကိုသူ့ဖက်ကပြောလာတယ်သူ့ဖက်ကပြောလာတဲ့အခါမှလေတင့်ကို ရှစ်ခင်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီးပြောနေတယ်တော့ပုံဖော်ပေးရမှာဖြစ်တယ်ဒီလိုပြုလုပ်လိုက်ရှင်အပြင်ကိုယ့်ရဲ့အမိန့်တွေကိုအတီးပြုပေးလိုက်တာပဲဖြစ်တယ် တင်ရဲ့အမိန့်တွေကိုဒီလိုအတီးပြူးပြီးနောက်တစ်ဆင့်မှာတော့တင်ကသူ့ရှိကလှည့်ထွက်သွားတယ်တော့မိမိကိုယ်ကို မြင်အောင်ကြည့်လိုက်ပါအဲ့ဒီအချိန်မှာ သူကတင်ကိုတင်တင်တာတာကြည့်နေရင်ကဘာပေါ်မှာအရာအလုံးထဲတင်ကို လွှဲဆဲနေတယ်ဆိုတာကိုစိတ်ကူးရင်လိုက်ပါဒီလိုပြုလုပ်ပြီးနောက်တင့်ရဲ့မျက်လုံးတွေကိုပြန်ဖွင့်ပြီးရင်တင့်ရဲ့အဲ့ဒီ meditation ကို အဆုံးသတ်နိုင်ပါပြီ။ ဒီနေ့ချင်းခင်းကိုသင်လို့ရှင်တဲ့အရာတွေ manifest ဖြစ်လာအောင်အထင်းနေ့စဉ်နေ့တိုင်းပြုလုပ်ပေးပါဒီနေ့ချင်းခင်းကိုမနေ့တစ်ချိန်ညတစ်ချိန်တစ်နေ့မှာနှစ်ချိန်ပြုလုပ်ပါ ဒီနေ့ချင်းကပြုလုံးနေစဉ်အချိန်ကာလအတွင်းမှာနေ့အချိန်အတွင်းကို့အနေနဲ့အားလဲနေတဲ့အချိန်တွေလေးရှိမယ်အဲ့ဒီလိုအချိန်တွေမှာငါပြုလုံးထားတဲ့အရာကဖြစ်မှဖြစ်ပါမလားဆိုတဲ့စိုးရိမ်စိတ်တွေတော့မဝင်လာသင့်ပါဘူးဒါကြောင့်ဒီနေ့ချင်းခဲနဲ့ပတ်သက်လို့ဒါသည်အလုပ်ဖြစ်သလားမဖြစ်ဘူးလားဆိုတာတွေကိုစိတ်ထင်းမှလိမ့်လည်ပြီးရင်စိုးရိမ်မနေပါနဲ့ပြီးရင်နောက်တစ်ခါဒီနေ့ချင်းခင်ကဘေးအချိန်မှာအလုပ်ဖြစ်လာမလဲဘေးတော့ဖြစ်လာမလဲဆိုတဲ့မိခွန်းတွေကိုထုတ်မနေပါနဲ့ပြီး င်နောက်တခါကိုပြုလုပ်ထားတဲ့အရာတွေဟာအမှန်တကယ်အလုပ်ဖြစ်တည်တော့စိတ်ထိတ်မှတိပေးပါကိုယ့်ရဲ့စိတ်ထင်မှာဘေးတော့ဖြစ်လာမလို့ဘေးအချိန်ဖြစ်လာမလို့လို့စဉ်းစားနေမိအစအဲ့ဒီအရာတွေဟာအမှန်တကယ်ဖြစ်ပြီးသားတကယ်သော ပြုမှုဆောင်ရွက်ပါစဉ်းစားပါတဲ့ရဲ့တစ်ဖက်လူကတင်လို့ရှင်တဲ့ပုံစံအတိုင်းပြောနေတယ်တင်လို့ရှင်တဲ့ပုံစံအတိုင်းလိုက်လဲပြုလို့ဆောင်ရွက်ပေးနေတယ်အဲ့ဒီအရာတွေကိုဘေးစဉ်းစားပါစိတ်ကူးရင်ပါ အဲ့ဒီလိုပြုတ်လုတဲ့အခါကိုယ့်ရဲ့စိတ်ခင်စားချက်ကလည်းအရေးကြီးပါတယ်။သူ့ဖက်ကသာအမှန်တကယ်သင်လို့ရှင်တဲ့အရာတွေကိုလိမ့်လည်ပြုတ်လုဆောင်ဝဲပေးနေပြီဆိုရင်သင်ရဲ့စိတ်ခင်စားချက်တွေဘလို့ဖြစ်မလဲ။အဲ့ဒီစိတ်ခင်စားချက်တွေနဲ့ပေါင်းစဲနေထိုင်ပါ။ ဒါပေမဲ့တခါတလေကိုယ့်ရဲ့စိတ်ထင်းမှာသင်တရားစိတ်တွေဝင်လာတဲ့အချိန်တွေရှိတယ်။အဲဒီလိုစိတ်ထင်းမှာသင်တရားဝင်လာပြီဆိုရင်မိမိကိုယ်ကိုတတိပေးတဲ့စကားလေးတွေပြောပြပါဘလို့ပြောရမလဲဆိုရင် သူ့ဖေကငါ့ကိုဆက်တွေ့လာပြီဖြစ်တော့ငါအရင်ကိုဝန်းတာတယ်။ဒါကငါအတွက်အရင်ကိုဝမ်းမြောက်ရှင်လန်းမှုတွေကို ခံစားမိတယ်။အဲဒီလိုမျိုးမိမိကိုယ်ကိုပြောပြပါ တင့်အနေနဲ့ဒီနီးနှင်းကိုအသုံးပြုနေတဲ့အချိန်တိုင်းမှာတင့်ဟာတစ်ဖက်လူရဲ့မသိစိတ်ထဲမှာတင်လို့ရှင်တဲ့အရာတွေကို အမိန်ပေးနေတာပဲဖြစ်တယ်။အဲ့ဒီတော့သူ့ဖက်ကချက်ချင်းတုံ့ပြန်ရှင်မှတုံ့ပြန်မင်းမတုံ့ပြန်တဲ့အခါတွေရှိတယ်။တင်လို့ရှင်တဲ့ပုံစံအတိုင်းသူ့ဖက်ကချက်ရှင်းကြီးမတုံ့ပြန်ခင်းရင်တောင်မှသူ့ရဲ့အတွေ့အထိမှာအဲ့ဒီအရာတွေရှိနေပါလိမ့်မယ်။ သင်ရဲ့အမိန့်တွေကိုသူ့ဖက်ကခုခဲ့မှုပြုလုပ်နေတာတွေတခါတလေရှိတဲ့တယ်အဲ့ဒီတော့သူ့ဖက်ကခုခဲ့မှုတွေပြုလုပ်လေလေအဲ့ဒီအတွေးတွေဟာသူ့ရဲ့စိတ်ထင်းမှာအမြဲတမ်းရှိနေနေနေပြီဒီလိုနဲ့နောက်ဆုံးမှာသူ့အတွေ့ရွေးရှည်စရာမရှိတော့ပါဘူးဒါကြောင့်သူဟာသင်လို့ရှင်တဲ့ပုံစံမျိုးအတိုင်းလိမ့်လည်ပြုလုပ်ဆောင်ရွက်ပေးလာမှာဖြစ်ပါတယ် တချို့သောသူတွေဆိုရင်ဆင်မနီအတွင်းမှာတောင်မှရလဲတွေရနိုင်နေတော့ပျော်ကြတယ်ဒါပေမဲ့တချို့တလေတွေကြတော့အချိန်ကြတဲ့ပါတယ်ဒီတော့နောက်ဆုံးအနေနဲ့ပြောရှင်တာကဒီနီးနှင်းကိုရလဲတွေရလောင် အထိတရက်မှာ နှစ်ကြိမ်လေ့ကျင့်ပေးပါအဲ့ဒီလိုကို့အနေနဲ့ဒီအမိန်ပေးတဲ့စကလုံးတွေကိုပြောတဲ့အခါမှာလေယုံကြည်ရှိရှိရှိပြောပေးပါ သင်အနေနဲ့ဒီလေးချင်းခင်းကိုထက်တလေလေးပြုလုပ်လေးလေးသူ့ရဲ့မသိစိတ်ထေးမှာပုံမအမြင့်တွေနေလေးလေးပဲဒီလိုဆိုရင်သင်လို့ရှင်တာသင်ဖြစ်ရှင်တာဟူသမျှကို သူ့ဖဲကလိမ့်လည်ပြုလုပ်ဆောင်ရွက်ပေးလာပါလိမ့်မယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းရှုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်